လဲလုံးရင်မြန်မာတိုင်းနိုင်ငံလုံးမှာအချမ်းသာဆုံးတတိဖြစ်လာတဲ့အကြောင်းပြောလာတဲ့ဦးမျိုးတန်ပြည်သက်များအားလုံးမင်္ဂလာပါရှင်ဒီနေ့ခေတ်မြန်မာနိုင်ငံကလူငယ်တွေကိုမေးကြည့်လိုက်ပါလဲလုံးမလားနိုင်ငံခြားသွားမလားဆိုရင်အများစုကမလေးရှားထိုင်းနိုင်ငံကိုသွားပြီးတော့အလုပ်လုပ်တာကိုပဲရွေးချယ်ကြမှာပါဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံမှာလဲလုံးတယ်ဆိုတာကိုပြင်ပန်းနေစင်ရဲတဲ့အဆင့်တန်းနေတယ်ဆိုတဲ့အမြင်မျိုးနဲ့သတ်မှတ်ထားကြလို့ပါပဲဒါပေမဲ့အဲ့ဒီလဲလုံးငန်းတစ်ခုတည်းနေမြန်မာနိုင်ငံရဲ့ထိတ်တန့်အချမ်းသာဆုံးတတိကြီးတစ်ယောက်ဖြစ်လာပြီးတော့လှပတဲ့ဇနီးငယ်လေး ီအမွာသမီးလေးတွေနဲ့အတူတိန်သုံးထောင်ခွဲတန်ဖိုးရှိတဲ့နန်းတော်ကြီးလိုကနလာပါတဲ့ဆန်အင်ကြီးမှာနေထိုင်နေသူတယောက်ရှိပါတယ်။ဆိုတော့ကိုပရိသတ်ကြီးတို့ယုံပါသလား။ဟုတ်ပါတယ်သူကတော့မန္တလေးမြို့ကလယ်သမားကြီးတထေကြီးလို့တနိုင်ငံလုံးကသိကြတဲ့ဦးမျိုးတန်မှာလူရီကသူ့ရဲ့အပေါ်ယံအောင်မြင်မှုခံထားတဲ့ဆန်အင်ကြီးသူ့ရဲ့ကြီးမားလှပါတဲ့ဇပကြီးကိုတော်ကြီးတွေကိုပဲအန်အောတကြီးနဲ့ကြည့်နေကြချိန်မှာကျမတို့ကဒီအောင်မြင်မှုတွေရဲ့နောက်ကွယ်ကအကြောင်းရင်းတွေကိုတူးဆကြည့်ကြပါတယ် အတန်းပညာတောင်မတင်ခဲ့ရတဲ့အတမလဲသမားလေးတယောက်ကမြန်မာနိုင်ငံရဲ့ထိတ်တန့်သတိကြီးဖြစ်လာရတဲ့သူ့ရဲ့လေဝတ်ချက်ကဘာတွေဖြစ်မလဲဒီလေဝတ်ချက်ကတခြားမဟုတ်ပါဘူးအနေနာခံမှုခင့်မီအောင်စူးစမ်းမှုနဲ့စေတနာဆိုတဲ့အချက်သုံးချက်ပါပဲဦးမျိုးတန်းရဲ့အတိတ်ကိုကြည်လိုက်ရင် သူကငွေစွန်းကြိုက်ပြီးတော့မွေးဖွားလာတာမဟုတ်ပါဘူး ငယ်စဉ်ဘဝနွမ်းပါလွန်လို့ဖုန်ကြီးကျောင်းမှာ၃ဝဝိခင်ရပြီးတော့အသက်၅နှစ်သာလူထွက်လာကလေးကလဲခွင်းလေးကိုခြေစုံပြစ်ဝင်ခဲ့ရတာပါ သူရဲ့ပိုင်ဆိုင်မှုကလဲ၃အေကနဲ့နွားတရှင်မှာပဲ သူရဲ့အကြီးမားဆုံးအနေနာခံမှုကပါလဲပျော်ပါမှုတွေကိုဆွန့်လွှတ်ခဲ့တာပါသူကိုယ်တိုင်ပြောမှုတဲ့စကားတခွန်းကကျွန်တော်မျိုးတွေကလက်ဖက်ရည်ဆိုင်ဆိုတာတခါမှမရောက်ဘူးပါပဲလူငယ်တယောက်ရဲ့ပျော်ရွှင်မှုတွေတငယ်ချင်းတွေနဲ့အချိန်ဖြုန်းတာတွေအလုံးကိုအနေနာခံပြီးတော့သူရဲ့အချိန်သူရဲ့ခွန်အားအလုံးကိုအလုံးဆိုတဲ့လဲခွင်းနှိမ်ပါပဲနှိမ့်မြုပ်ထားခဲ့ရပါအေယောစရာအကောင်းဆုံးကအခုလိုကြီးကြီးတက်ချမ်းသာနေတဲ့တတိကြီးဖြစ်နေချိန်မှတောင်းထိုင်စားနေတာမဟုတ်ပါဘူးမနေ့9နိုင်ဆိုတာနဲ့လဲခွင်းနှိမ်ကိုသူကိုယ်တိုင်ရောက်သွားပြီးတော့အလုံးသမားတွေ ဲ့အတူဦးစီးနေစေပါဒါဟာသူ့ရဲ့အလုပ်ပေါ်မှာထားတဲ့ဆွေးမြေမှုနဲ့ချက်ချင်းပါပဲသူ့မှာအတန်းပညာမရှိခဲ့ပေမဲ့သူ့မှာလက်တွေ့အသုံးချနိုင်တဲ့ဉာဏ်အပြည့်ရှိပါတယ်။သူဟာဘိုးဘွားလက်ထက်ကလေးကလှုပ်တယ်လို့လက်မှုလျာစနစ်လေးနဲ့တသက်လုံးရက်တက်နေခဲ့တာမဟုတ်ပါဘူး။သူဟာခင်မီစက်မှုလျာဖြစ်အောင်ပြောင်းလဲခဲ့တဲ့လက်ထွန်ဆက်တွေစက်ပစ္စည်းတွေဝယ်တယ် ။စူဆောင်းချွေတာပြီးတော့ရလာတဲ့ငွေတွေအလုံးကိုလုပ်ငန်းတိုးချဲတဲ့နေရာမှာပဲပြန်လည်ပြီးတော့ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ပတိန်ကြီးနဲ့တဝိုက်ကလည်းအီကရာပေါင်းများစွာကနေအခုဆိုရင်ပြင်းဦးလေးဘက်မှာတောင်ကြီးမာတဲ့တရက်ချံစိုက်ပျိုးရေးချံကြီးတွေပိုင်ဆိုင်လာတဲ့အထိတိုးချဲနိုင်ခဲ့ရဟာသူ့ရဲ့ဉာဏ်ပညာပါပဲ။ဒါကသူ့ကိုအောင်မြင်စေတဲ့အဓိကတော့ချက်ပါပဲ။ ဥမျိုးသားကမြန်မာနိုင်ငံမှာစံပြလဲသမားစုတွေအာဆီယံအဆင့်အထိစုတွေအများကြီးရခဲ့ပါတယ်။သူကဒီစုတွေဘာလို့ရခဲ့လဲဆိုတော့သူအထွတ်တိုးလို့တခုရဲအကြောင်းမဟုတ်ပါဘူး။သူကမျိုးကောင်းမျိုးသားစပါးတွေရလာတဲ့အခါမှာကိုတယောက်တည်းတုံးဖို့မဟုတ်ပဲကိုကျိုးမဖက်ပဲသူ့ရဲ့ဘဝတူတောင်းသူလဲသမားတွေကိုပြန်လှည့်ပြီးတော့မျှဝေထောက်ပံ့ခဲ့လို့ပါပဲ။သူ့ရဲ့စေတနာကဒီနေရာမှာအယံထင်ရှားတာပါ။ ငါချမ်းသာရင်ပြီးရောဆိုတဲ့အတွေးမျိုးမဟုတ်ပဲငါရဲ့ဘဝတူလဲသမားတွေအလုံးတိုးတက်စေခြင်းတွေဆိုတဲ့စိတ်ဓာတ်ကိုအရင်ခံခဲ့ရပါဒီလိုရိုးသားမှုနဲ့စိတ်နာတွေကြောင့်သူရဲ့လုပ်ငန်းတွေဟာပူပြီးတော့တိုးတက်လာသလိုသူရဲ့အလိုဒါနတွေကလည်းစမ်းမရေးပညာရေးလမ်းပန်းဆက်သွယ်ရေးအထိနေရာတိုင်းမှာရှိနေရတွေ့ရပါတယ်ဒီနေ့ခေတ်လူငယ်တွေလဲသမားတွေကလဲလုံးရတာအထင်သေးစရာမချမ်းသာနိုင်မှုလို့ထင်နေကြချိန်မှာဦးမျိုးတန်းကဘဝပိုင်လဲတွေကိုအမှန်တကယ်စူးစမ်းပြီးတော့လုပ်ရင်ရိုးသားရင်စိတ်နာထားရင်မစားလောက်ဘူးဆိုတာမရှိဘူးလို့ ို့လက်တွေ့သက်သေပြနေရပါပရိသတ်ကြီးတို့ရောတထေးကြီးဦးမျိုးတန်းရဲ့ဘဝနောက်ခွေကဒီအနည်းနာခံမှုရိုးသားမှုနဲ့စေတနာတွေအပေါ်မှာဘယ်လိုမြင်ပါသလဲသူရဲ့ဘဝကနေဘယ်လိုသင်ခန်းစာတွေရနိုင်မလဲဆိုတာမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်